2022ခုနှစ်ဇူလိုင်လတုန်းကယူကရိန်းစစ်တပ်ဟာ FP103 စပါတန်တန်ကြပ်ကားတွေကို စတင်ရရှိခဲ့ပါပြီ။ဒါဟာကမ္ဘာတဝန်းကို တုံ့လောက်စရာသတင်းတစ်ခုတော့မဟုတ်ခဲ့ပါဘူး။စစ်ပန်ကြီးရာတုံ့သက်သူအများစုကလည်းဒီရင်တွေဟာစစ်မြေပြင်အပေါ်တိုက်ရမှုတိတ်မရှိတော့ဘူးလို့ပဲထင်ခဲ့ကြပါပြီ။ဘာလို့လဲဆိုတော့ဒီရင်တွေဟာခင့်မိတဲ့ Infantry Flighting Vehicle နဲ့ဆိုင် အတော်လေးခင်းနောက်ကျနေပါပြီ။ ဘီဒင်ကိုရိုင်းကတော့ဒီရင်တွေကိုလွန်ခဲ့15နှစ်ကျော်ကလေးကအသုံးပြုမှုရှက်တန်းခဲ့ပါတယ်။ယူကရိန်းဟာဒီရင်ကိုအသုံးပြုတဲ့တတမမြောက်နိုင်ငံလေးဖြစ်လာခဲ့ပြီးလက်ဗီးယားကတော့ဒီရင်တွေကိုဆက်လက်ပိုင်ဆိုင်ထားတဲ့တခုတည်းသောဥရောပနိုင်ငံဖြစ်ပါတယ်။ရုရှားရဲ့ခင်မီစစ်တောင်းပစ္စည်းတွေနဲ့ရှင်စပါတန်ရှင်တွေဟာတိတ်ကိုအားနေနေပါတယ်။ဒါပေမဲ့စစ်ပွဲက3နှစ်ခွဲကြာလာတဲ့အခါမှာတော့စစ်မြေပြင်ပေါ်ကစပါတာရှင်အရေအတွက်ဟာ35စီကနေအစည်းအဝေး200နီးပါးအထိတိုးလာခဲ့ပါတယ်။ ။ဩရိထောင်လိုင်းရေပုတ်ကလီကကုမ္ပဏီရဲ့စီးရင်အရဆိုရင်အဲ့ဒီထဲက35ကြီးလောက်ပဲဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ရှစ်စနစ်တသမ900ခန်းတော့ရှိတယ်။ Spyber Raid ဟာအနောက်နိုင်ငံနဲ့ယူကရိန်းရဲ့အောင်မြင်ဆုံးစနစ်တချို့ရဲ့ Spyber Raid နဲ့တူညီနေရမှုဒီတာမန်ရှင်တွေဟာကျမတို့ထင်တာထက်ပိုပြီးအရေးကြီးတယ်ဆိုတော့ကိုတည်တည်ပြနေပါ යි ။ဒါကြောင့်ဒီရင်တွေရဲ့လျှို့ဝှက်ချက်ကိုတည်တည်ကြကြလေ့လာကြည့်ရအောင်ပါ။ ကယ်တာဆိုရင်ယူကရိန်းတွင်ဗြိတိန်မှအမိုက်တတာဆွန့်ပစ်ထားတဲ့ရင်တွေကိုရုရှားရဲ့ခင်မီတင်ကားတွေနဲ့ရင်မောင်းတန်းနိုင်အောင်စစ်မြေပြင်ဘလူးတွေအဖြစ်ဘလို့ပြောင်းလဲခဲ့တယ်လဲဆိုတာကြည့်ရအောင်ပါ FP103 Spider ကို1980ပြည့်လွန်နှစ်တွေကလေးကဗြိတိန်ရဲ့ Combat Vehicle Reconnaissance Truck အစုဝင်အဖြစ်ဖန်တီးခဲ့တာပါသူတို့ရဲ့ဒီဇိုင်းအတွေးခေါ်ကရွှေရှင်ပါ යි စစ်မြေပြင်ပေါ်မှာလီတောင်းကာကွယ်တပ်ဖွဲ့တွေသို့မဟုတ်ရှေ့တန်းစုံစမ်းရေးတပ်ဖွဲ့လိုမျိုးအထူးတပ်ဖွဲ့တွေကိုတည်ဆောင်ပေးနိုင်မယ်။မြန်ဆန်တဲ့ရင်တမျိုးဖန်တီးဖို့ပါပဲ။ဒီအတွက် Britain Engineer တွေဟာရုံးရုံး Infantry Carrier တစ်စီးကနေဖြစ်နိုင်သမျှအလေးချိန်ချော့ချဖို့စူးစမ်းခဲ့ကြပါတယ်။ကိုယ်နယ်ကိုတမ်းမဟုတ်ပဲအလူမီနီယံတတူဆက်နဲ့ပြုတ်လုပ်ထားတာမလို့ရှေ့ဘက်အပိုင်းမှာတော့အထူး60 mm ပဲရှိပါတယ်။ ဒီတန်ကြပ်ကဟာမီတာ20အကွာကနေ14.5မီလီမီတာကြီးစံတွေနဲ့ကြီးစံတွေကိုပဲကောက်ွယ်နိုင်ပြီးဒီထက်ပိုမကောက်ွယ်နိုင်ပါဘူး။ခင်မီ anti tampon weapon တစ်ခုခုနဲ့ပြက်လိုက်ရင်ဒဇကြီးဖြစ်သွားနိုင်ပါ යි ။သူ့မှာတက်ဆင်ထားတဲ့မြင်းကောင်ကြီး195ကောင်ရှိတဲ့ဂျာကွာအင်ဂျင်ကမြေပြက်မြေပြက်မှာဆိုရင်တနအိမ်ပိုင်း60အထိမောင်းနိုင်ပါ යි ။အလေးချိန်နဲ့စွမ်းအားအချိုးစားကြောင့်60ဒီဂရီမတ်စောက်တဲ့တောင်ကိုတက်နိုင်စွမ်းရှိပါ යි ။ ဒါပေမဲ့စစ်သား9ယောက်ပဲဆက်မိုက်ဒီတသားရီကိုအနောက်ကတကားကနေဒါမှမဟုတ်အမိုးကနေတဆင့်ဝင်ထွက်နိုင်မိုက်သူရဲ့လက်နက်ကတော့ကွန်မန်ဒါခူပိုလာမှာတက်ထားတဲ့9.62မီလီမီတာ M37A1 စက်တနက်တလက်ပဲရှိပါတယ်။ဒါကလည်းခြေလင်းတက်ဖွဲ့ကိုခုခံကာကွယ်ဖို့အတွက်တော့လုံလောက်ပေမဲ့တန်တက်ကကားရီကိုရှင်ပေါင်တန်တိုက်ခိုက်ဖို့ကတော့လုံးဝမဖြစ်နိုင်ပါဘူး။သူ့လိုမျိုးစပါတန်အခြားတစည်းကိုယ်တော်မတိုက်ခိုက်နိုင်ပါဘူး။ဒီလိုမျိုးဒီဖက်အာနေပြီး အသုံးဝင်တဲ့နေရာကလည်းကန့်သက်ချက်ရှိရာကြောင့်စပါတန်ကိုဗြိတိန်စစ်တပ်မှအဓိကစစ်မြေပြင်အတွက်မတော်မင်းအကူအညီရင်းအဖြစ်ပဲအများဆုံးသုံးခဲ့ကြပါနောက်ပိုင်းမှာရိုးရိုးချီလင်းတက်ဖွဲ့ရှင်တွေရဲ့လက်နက်တက်ဆင်မှုကပူပူကောင်းလာကြောင်းစပါတန်လိုမျိုးအကူရှင်ကိုခြေမောင်းလို့ရှနိုင်တဲ့အစိတ်ရောက်လာပါတယ်။ဒါကြောင့်မို့လို့ဗြိတိန်စစ်တပ်က စပါတန်ရှင်တွေကိုပူဆွမ်းရင်မြင့်ဖန်တာကွန်မန်အန်လီရင်စင်ဗဟီကယ်ရီနဲ့အစားထိုးလိုက်ပါတယ်။ ဗြိတိန်စစ်တပ်မှနောက်ဆုံးကျန်ရှိနေစပါတန်ရှင်တွေကို2009ခုနှစ်မှာအကောင်အပီးသက်ရုပ်သိမ်းခဲ့ပါတယ်။ယူကရိန်းမှာရှိတဲ့ဆိုဗီယက်ခေတ်လက်ရာ BDR 3နဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အလေးချိန်16.4တန်ရှိပြီးစစ်သား3ယောက်ကနေ6ယောက်အထိတည်ဆောင်နိုင်က30မီလီမီတာတန်ကြပ်ကာဖောက်တော့ကန်တော်တက်ထားပါတယ်။ American ထုတ် M113 ကိုလည်းယူကရိန်းကတုံးနေပါတယ်။သူက14တန်လေးပြီးစစ်သား7ယောက်အထိတည်နိုင်ပါတယ်။ယူကရိန်းနဲ့ရန်လိုချင်တဲ့ M2 Brantley ကြတော့28တန်လေးကစစ်သား600ယောက်အဖြစ်ရင်အဖွဲအသားတွေပါစံပြီး25မီလီမီတာတော့ကန်နော်နဲ့ 2ND တက်မီဆယ်ရီကိုပါတက်ဆင်ထားတာမို့ခင်မီတာမင်စိုက်တွေနဲ့အတူခြေမုံတိုက်ခိုက်နိုင်စွမ်းရှိပါတယ် ဒါရီနဲ့ရှင်ရင်စပိုက်တာရင်တွေဟာတိတ်ကိုအားနေတဲ့ပုံစံပါပဲ။ဒါပေမဲ့2022ခုနှစ်မှာဗြိတိန်ကစပါတန်35စီတာပေးမယ်လို့ကတိပြုပြီးနောက်ပိုင်းမှာ120ကျော်ထိပေးတဲ့အခါယူကရိန်းကကျေးဇူးတင်စွာနဲ့လက်ခံခဲ့ပါပြီ။2022ခုနှစ်နိုဝင်ဘာလမှာစာကယ်ပရီတူလာအသင်းက36နိုင်အတွင်းဒေါ်လာ6.5တန်ရန်ပုံငွေရှာပြီးဗြိတိန်ရှိပုဂ္ဂလိကလက်နက်ရောင်းဝယ်ကုမ္ပဏီတစ်ခုစီကနေစပါတန်အစီး60ထပ်ဝဲတဲ့အခါ ယူကရိန်းစစ်သားတွေပျော်ရွှင်ခဲ့ရပါတယ်။ယူကရိန်း wall concrete ကလည်း United Ukraine ဆိုတဲ့စီမံကိန်းအတွက်73စီးထပ်ရရှိခဲ့တဲ့အခါရှေ့လန်းတက်ခွဲတွေကပိုင်ဆိုင်ခွင့်ရဖို့အတီးတီးတောင်းဆိုခဲ့ကြပါတယ်။ဒီလိုပိုင်ဆိုင်လို့ရတဲ့အကြောင်းရင်းကတော့ယူကရိန်းစစ်တပ်ကအနောက်တိုင်းစစ်ဘက်ဆိုင်ရာတုံ့တန်မှုတွေမမြင်နိုင်တဲ့အချက်ကိုမြင်နေလို့ပါဒရုန်းတွေနဲ့အစမပြတ်စောင့်ကြည့်ခံနေရတဲ့ဒီစစ်ပွဲမှာစပါတန်ရှင်တွေရဲ့အားနည်းချက်လို့ထင်ရတဲ့အရာတွေဟာတကယ်တော့ပုံကွယ်နေတဲ့အားသာချက်တွေဖြစ်နေလို့ပါပဲ။ ယူကရိန်းအဖွဲ့တွေဟာစပါတန်ကိုရှေ့တန်း infantry flight vehicle အဖြစ်သုံးဖို့လုံးဝမကြိုးစားကြပါဘူး။ဒီရင်ကိုအနည်းငယ်အရှိသောအခြေအနေတွေအောက်မှာအမြန်သွားလာရန်နဲ့အမြန်ဆုတ်ခွာရန်မစ်ရှင်တွေအတွက်အထူးပြင်ဆင်ထားတဲ့မြန်နှုံးမြင့်တန်ကြပ်ကားတပ်စီတွေအဖြစ်ပြောင်းလဲအသုံးချလိုက်ကြပါပြီ။ဒီတွေးခေါ်ဟာဒီရင်စဒီဇိုင်းဆွဲခြင်းက နေတိုးရဲ့စက်ရံနေရာသုံးစစ်ပွဲဆိုင်ရာအယူဆနဲ့လုံးဝကွဲပြားပါ යි နေတိုးက infantry battery vehicle တွေဟာတင်ကားတွေနဲ့အတူချီတက်ပြီးရန်သူနေရာတွေကို auto cannon တွေနဲ့နှိမ်နှင်းဖို့ဒီဇိုင်းထုတ်ခဲ့ရပါ Ukraine တွေ Spartan ကိုသုံးတဲ့ပုံစံကရှင်ကိုတစ်ပင်တွေကြားထဲမှာ engine ကိုပိတ်ကားထားတာပါ යි ဒါဟာတာမန်နဲ့ electromagnetic signature တွေကို short ချဖို့အတွက်ပါ Ukraine ရဲ့ FPV drone တွေကရှေ့ကလမ်းကြောင်းကိုအရင်စုံစမ်းပြီး ရုရှားရဲ့စောင့်ကြည့်စခန်းတွေအမြောက်တပ်တင်နေရာတွေဒရုန်းမောင်းသူတွေရဲ့တင်နေရာကိုရှာဖွေကြပါတယ်။မစ်ရှင်ကောင်းဆောင်ကပြစ်ကွင်းရှင်းသွားပြီလို့အမေပေမှာစပါတန်အဖွဲ့ကအင်ဂျင်ဆက်နှုတ်ပြီးမြန်မြန်ဆန်ဆန်မောင်းကြပါတယ်။တနအိမ်ပိုင်း60နှုန်းနဲ့ဆိုရင်တမိုင်ကိုတနအိမ်နီးပါးနဲ့သွားနိုင်တာမို့ရုရှားတပ်တွေက တုံ့ပြန်ချင်းအရန်ကိုနှဲသွားပါတယ်။တင်းငယ်တဲ့အရွယ်စားဟာအာနယ်ကျလို့ထင်ရပေမဲ့တကယ်တော့အားသာချက်ဖြစ်လာပါတယ်။ စပါတန်ဟာသူ့လိုတန်ကျက်ကားရှင်အတန်းစားတွေမှာအကြီးတန်းဆုံးဖြစ်ပါတယ်။အလျား18ပေအနံ10ပေနှစ်လက်မသားရှိပြီး BDR3 သို့မဟုတ် Brandly လိုယဉ်ကျေးတွေမပုံနိုင်တဲ့နေရာတွေမှာပုံနိုင်ပါတယ်။ကိုဗီယောက်သားရှိရဲ့အမြင်ကြောင့်ရုရှား drone တွေအတွက်မြေယာခတ်ကရှုပ်ထွေးရဲ့မြေပြင်ပေါ်အမြန်မောင်းတဲ့အခါခြေရာခံရပုတ်ခတ်ပိုက်ဘတ်မန်အနီကအနေအမြိုင်နေရာတွေကနေတရားရစစ်သားတွေကိုရွှေ့ပြောင်းမှုလိုအပ်လာတဲ့အခါစပါတန်တွေဟာအင်မတန်အသုံးဝင်ကြောင်းတက်တီးပြခဲ့ပါတယ် သူရဲ့စစ်သားတင်ဆောင်နိုင်စွမ်းနေတယ်ဆိုတဲ့အချက်ကတော့ဒီအချိန်ဒီမှာအာသာချက်ဖြစ်သွားပါတယ်။တကယ်တော့ဒဏ်ရာရစစ်သားတွေကိုတဲတဲ့အခါသူရဲ့ဒဏ်ရာအချိန်ဒီပေါ်မူတည်ပြီးရှင်ရဲ့ကယ်ရီအခန်းထဲမှာတယောက်နဲ့တယောက်ညှက်ပြီးထိုင်ခိုင်းရတာမျိုးတွေရှိပါတယ်။တချို့အရေးပေါ်အချိန်တွေမှာဆိုရင် စစ်သား၁၀ရာကျော်အထိတင်ခဲ့ရတဲ့အကြောင်းတွေဟာယူကရိန်းတပ်ခွဲတွေကြားမှာတနအီလိုတော်ပြောလာကြပါတယ်။ဒီလိုလောက်တာဟာစပါတန်ရဲ့မူလဒီဇိုင်းလုပ်ထားတဲ့ခုနှစ်ယောက်ဆက်နဲ့ တည်ဆောင်နိုင်စွမ်းထက်ကျလွန်နေပေမယ့်အရေးပေါ်အခြေအနေတွေမှာတော့ယူကရိန်းအဖွဲ့တွေဟာတပ်သားတွေရဲ့အသက်ကိုကယ်တာကိုပိုဦးစားပေးခဲ့ကြပါတယ်။ဒီရင်ရဲ့အလေးချိန်ပေါ်တဲ့အားသာချက်ကိုလည်းအနောက်တိုင်းစီရီတုံးသက်သူတွေ short track ကြပါတယ်။သူရဲ့မြေကြီးပေါ်ဖီအားဟာတန်ချိန်10.6တန်သားရှိပြီး10စင်တီမီတာစတူရန်မှကီလိုဂရမ်3.4တာဖီအားရှိပါတယ်။ဒါကော T72 တင်ကားလိုမျိုးတန်ချိန်46တန်လေးတဲ့ရှင်ရဲ့ကီလိုဂရမ်6ဖီအားတမမဟုတ် တန်60တော်လေးရဲ့လီယိုပတ်တူတင်ရဲ့ပုံမြင့်တဲ့ပြအားနဲ့ရှင်းကြည့်နိုင်ပါဒီကွာချားမုံဟာယူကရိန်းအရှိပိုင်းကအွှွန်တော်တော်ရီထဲမှာသွာလာနိုင်ဖို့အရန်ကိုအရေးပါလာပါတယ်။မရူကလာနဲ့မိုးသီးထန်စွာရွာပြီးတဲ့အခါရီမှာအဲဒီဒေတာရီဟာရွှွန်တော်တော်ရီအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။အလေးချိန်များရဲ့ရှင်တွေဟာဒီရွှွန်တော်ရဲမှာနှစ်ပြီးအမြောက်တက်တဲ့ ဒရုန်းတွေအတွက်ပြင့်မှတ်ဖြစ်သွားတဲ့ပိုင်စပါတန်ရဲ့မြေကြီးပေါ်ဖိအားနေတဲ့အားသာချက်ကြောင့်သူဟာ BDR3 သို့မဟုတ် Brandly တွေမှာမရနိုင်တဲ့တိုက်ခိုက်ရေးဗျူဟာအစ်စ်တွေရရှိလာပိုင်အစီရင်ကစားအချို့ရ BDR3 သို့မဟုတ် Brandly ရှင်ပေါ်ကနေစစ်သားတယောက်ခုန်ဆင်းလိုက်ရင်ရှွန့်တဲ့နှစ်သွားနိုင်ပေမယ့်စပါတန်ကတော့ပြဿနာမရှိဘဲဖျက်ဆီးသွားနိုင်မိုင်ပိုပြီးအံ့ဩစရာကောင်းတာကဒီအလေးချိန်ပေါ်တဲ့ဂုဏ်သတ္တိဟာ anti-tank mine တွေကနေအတိုင်းတာတစ်ခုအထိကာကွယ်ပေးနိုင်တာပါပဲ။ အန်တီတက်မိုင်းတွေအများစုဟာကီလိုဂရမ်150ကနေ300ကျအလေးချိန်မှာပေါက်ကွင်းအောင်ဒီဇိုင်းလုပ်ထားကြပါပြီ။စပါတန်ကတော့ဒီကြားလေးကဂရင်းစုံမှရှိနေရမို့ဆိုဗီယက်ခေတ်အောင်မိုင်းအချို့ဆိုရင်တေချာပေါက်မပေါက်ပဲရှိနေနိုင်ပါသေးတယ်။ဒါပေမဲ့ဒါဟာအမှခံချက်ရှိတဲ့ကောက်ွယ်မှုတစ်ခုတော့မဟုတ်ပါဘူး။ဒီလိုမျိုးအလေးချိန်ပေါ်တဲ့ကွန်တက်တီကြောင့်လေးလံတဲ့တန်ကျက်ကားရှင်တွေထက် Spiper Velocity Margin အနည်းငယ်ကိုစပါတန်ရှင်တွေရရှိနိုင်တာပါ။ပါတန်ရဲ့နောက်ပိုင်းမော်ဒယ်တွေမှာမိုင်းပေါက်ကွင်းရင်ဒါမှမဟုတ် ကြည်အကြီးသားတွေနဲ့ထိမိရင်တန်းခံနိုင်အောင်တန်ကြက်ကောင်တိတိတသားတိုးမြင့်တင်ထားပါဒါပေမဲ့သူတို့ဟာမိုင်းတွေကိုကျော်လွှားနိုင်လားဆိုတာကတော့မရေရာသေးပါဘူး။ယူကရိန်းနေနဲ့ကတော့စစ်ပွဲထဲမှာရှင်တွေရဲ့ specification တချို့ဟာအရေးမကြီးတော့ဘူးဆိုတာသိလာခဲ့ပါပြီ။ရုရှားယူကရိန်းစစ်ပွဲဟာရှေ့တိုးဖို့မလွယ်တဲ့စစ်ပွဲဖြစ်လာပြီးနှစ်ဖက်စလုံးကလူမဲစနစ်တွေနဲ့တိုက်ခိုက်တဲ့ဗျူဟာတွေလွန်မှုလာပါပြီ။ဒရုန်းပုံချတဲ့ quadcopter တွေကနေ အန်တီတက်ဝါဟက်တက်ထားတဲ့ FPV drone တွေယူကရိန်းပြုပြင်ထားတဲ့တာဝေးဖြစ်ဒုံးကျည်တွေအထိအသုံးပြုလာကြပါတယ်။ပုံမှန်တင့်ကားပြုဟာကလေးလံတဲ့တန်ကြပ်ကနဲ့အစွမ်းတည်းပြစ်ခတ်ရေးစနစ်တွေကအသက်ရှင်နိုင်စွာပြီးမယ်လို့ယူဆထားပေမယ့် drone တွေကတော့အပေါ်ကနေရှင်ရဲ့တန်ကြပ်ကအပားဆုံးဖြစ်တဲ့အမှုကိုတိုက်ခိုက်ကြပါတယ်။ပြီးတော့သူတို့ဟာအုပ်စုလိုက်တိုက်ခိုက်တက်လို့အော်တိုကန်နွန်တွေပိုက်ကွန်တွေလိုကာကွယ်ပစ္စည်းတွေကိုတော့ကျော်လွန်တိုက်ခိုက်နိုင်ပါတယ်။ဒီလို drone အုပ်စုတစ်ခုရဲ့ကုန်ကြမ်းဈေးဟာ သူတို့ဖြတ်ကြည့်တဲ့ရင်ရဲ့ကုန်ကြစိတ်ထက်အစာပေါင်းများစွာနည်းနေတဲ့ပိုင်ဒီလိုပဝင်းကျင်မှာစပါတန်ရဲ့ပန်းမာတဲ့တန်ချက်ကဟာထူးဆန်းစွာပဲအာသာချက်ဖြစ်လာပိုင်ဘာဖြစ်လို့လဲဆိုတော့သူ့ကိုအန်တီတက်လက်နက်ကြီးတွေကနေခံနိုင်ရှိအောင်ဒီဇိုင်းဆွဲထားတာမဟုတ်လို့ပါပဲယူကရိန်းအင်ဂျင်နီယာတွေဟာကာကွယ်လက်နက်အမျိုးအစားတွေကြားဟန်ချက်ညီအောင်စဉ်းစားကြမလို့တော့ပဲဒရုန်းကာကွယ်ရေးအတွက်ပဲလွတ်လွတ်လပ်လပ်အထူးပြုပြင်ဆင်ခွင့်ရသွားပါတယ် 2025ခုနှစ်ဇူလိုင်လကဗီဒီယိုတစ်ခုမှာ Ukraine's Spartan ရှင်တွေကိုတင်ကားရီနဲ့ IFB တွေမှာတုံးတလိုမျိုး NG drone ပိုက်ကုန်တွေတက်ဆင်ထားတာရှင်းရှင်းလင်းလင်းတွေ့နိုင်ပါတယ်။ဒီတန်ပိုက်ကုန်တွေကို Common Black Camper တွေနဲ့အုပ်ထားပြီးရှင်တွေစစ်ပွဲအတွက်မလိုအပ်ခင်အချိန်မှာရန်သူမမြင်အောင်လုပ်ထားတာပါ။တချို့ရှင်တွေကြတော့လေတဲယူပို့ဆောင်ရေးအစားစစ်ကိုတက်ခိုက်ကြိယာအဖြစ်ပြန်လည်ပြင်ဆင်ခံထားရတာမျိုးလည်းရှိပါတယ်။ဒီလိုပြောင်းလဲတဲ့နေရာမှာမူရင်းအော်တိုကန်တော်အစား M2 Browning စက်တနက်နဲ့ Automatic Grenade Launcher တက်ထားတဲ့ Turret တစ်ခုကိုတက်ဆင်လိုက်ကြပါဒီလိုလုံးလိုက်တဲ့အခါ Anti Drone ကာကွယ်ပစ္စည်းတွေတက်လို့မရတော့ပေမဲ့ရှင်ရဲ့တိုက်ခိုက်ရေးဆိုင်ကြီးကတော့တိတိတသားမြင့်တင်ပေးလိုက်သလိုဖြစ်သွားပါ ဒါပေမဲ့ဤပညာတစ်ခုတည်းကစပါတန်ရှင်တွေယူကရိန်းမှာဒီလောက်အောင်မြင်စေတဲ့အကြောင်းရင်းမဟုတ်ပါဘူးဗြိတိန်မှာဆိုရင်အမိုက်သက်သာရှိတဲ့ဒီရင်တွေဟာတကယ်တမ်းမှာခေတ်သစ်ဒီဇိုင်းတွေနဲ့မရှိနိုင်ပါဘူးဒါပေမဲ့ယူကရိန်းရဲ့လက်တွေ့လိုအပ်ချက်တွေကြောင့်ဒီခေတ်နောက်ကျတဲ့ဒီဇိုင်းတွေကိုပြန်လည်အသက်သွင်းခွင့်ရသွားတာပါဗြိတိန်ကစပါတန်ရှင်တွေကို2009ခုနှစ်မှာအသုံးပြုမှုအလုံးစုံပြတ်ဆဲပြီးဖန်တာကွန်မန်အန်လီယေစီဖဟီကယ်ရီနဲ့အစားထိုးခဲ့ပါတယ် ဒီပန်တန်ရှင်တွေဟာအီတလီထုတ်လက်ကုံရှင်ပေါ်မှာအခြေခံထားပါတယ်။ပန်တန်ကခဏတန်လေးပြီးလူ6ယောက်ဆန့်ကတက်လေပဲဒူကြီးကခွဲနိုင်မှုရှိပါတယ်။သူကလမ်းပေါ်မှာပုံပုံမြန်ဆန်ပြီးလောင်စာပူရွှေတာနိုင်ကထိမ့်သိမ့်ရတာလဲပုံပုံလဲကိုပါတယ်။ပန်တန်ထက်ဆိုင်စီးရတာလဲပူပြီးတက်တောင်းတက်တာရှိပါတယ်။အီရန်နဲ့အာဖဂန်မှာနေတိုးစစ်စင်ရေးအတွက်ဆိုရင်တဟာအလွန်ကိုကိုက်ညီပါတယ်။မဟာမိတ်တပ်တွေဟာလေကြောင်းအသာစီအပြတ်တမ်းရယူထားပြီး ISR ထောက်လိုင်းရေးကွန်ရက်တွေ 48နာရီအတွင်းမြည်သည့်နေရာကိုမစိုးအစိပ်ပိုင်းတွေပုံနိုင်တဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေရှိခဲ့ကြပါသည်။ဒီလိုပတ်ဝန်းကျင်မှာလေပတ်စည်းတက်တာပြီးလမ်းပေါ်ဆွဲဆောင်ရေးပိုကောင်းတဲ့တာယာဘိန်းရှင်တွေဟာအကောင်းဆုံးဖြစ်ခဲ့ပါသည်။ဒါပေမဲ့ယူကရိန်းကတော့လေကြောင်းအသားစီရထားမှု မရှိပါဘူး။နှစ်ဖက်စလုံးမှာအမြောက်တပ်တွေ၊ဒရုန်းအုပ်စုတွေ၊အီလက်ထရောနစ်ဝါဖယ်စွမ်းရည်တွေအပြည့်အဝရှိနေတဲ့တိုက်ပွဲမျိုးကိုရင်ဆိုင်နေရပါပြီ။လမ်းတွေဟာအဆက်မပြတ်စောင့်ကြည့်ခံရပြီးမိုင်းထောင်ထားတာဒါမှမဟုတ် အမြောက်တွေနဲ့ drone တွေရဲ့ပစ်ကတ်ခံရတာမျိုးမကြာခဏဖြစ်နေပါ යි အဲဒီချိန်မှာပဲမိုင်း600ရာရှိရဲ့ရှေ့လန်တလျှောက်မှာနေ့စဉ်နေ့တိုင်းတာဝေးပစ်တုံးကြီးတွေရဲ့တိုက်ခိုက်မှုတွေကြောင့်နှစ်ဖက်စလုံးရဲ့ထောက်ပံ့ရေးလိုင်းတွေဟာအနောက်ရှက်ခံနေရပါ යි ဒီလိုပတ်ဝန်းကျင်မှာတော့ခင်းနောက်ကျသွားတဲ့ Spanter ရဲ့ The Threat Suspension တင်းငယ်တဲ့အရွယ်စားနဲ့ရိုးရှင်းတဲ့စက်ပစ္စည်းတွေဟာခစ်တဲ့ပိုးရှုပ်တွေရဲ့အခြားရင်တွေတန်းဆိုင်ပိုပြီးတန်မိုးရှိလာတာပါပဲ။ the threat suspension စနစ်ဟာမညီညာတဲ့မြေမျက်နှာပြင်ပေါ်မှာတွားရတဲ့အခါပိုပြီးတည်ငြိမ်ပါတယ်။ပြီးတော့ကုန်စင်ကုန်တက်နိုင်ငံကလည်း Ukraine ရုရှားရှေ့တန်းဖြစ်တဲ့ဂျွန်ဘတ်ဒေတာမှာရှိနေတဲ့လေကွင်းချောင်းမြောင်းတွေနဲ့တောင်ကုန်းဒေတာမျိုးမှာအဖိုးမပြတ်နိုင်တဲ့စွမ်းဆောင်ရည်ဖြစ်လာပါတယ်။နေတိုကတစ်စီကရီယာတို့ပြင်ဆင်ထားတဲ့စစ်ပွဲမျိုးထက်ဒုတိယကမ္ဘာစစ်ရဲ့အရှိတောင်တန်းစစ်မြေပြင်နဲ့ပိုတိုရဲစစ်ပွဲမျိုးကိုတိုက်ခိုက်နေရတာပါ။ဒီချိန်လေးမှာရင်တစည်းချင်းစီရဲ့စွမ်းရည်ထက်အရေးအတွက် ထိန်သိမ်းနိုင်စွမ်းနဲ့ဗျူဟာမြောက်ပြောင်းလဲနိုင်မှုတွေကပိုအရေးကြီးလာပါပြီ။ယူကရိန်းဟာကဏ္ဍအမျိုးမျိုးကနေစပါတန်ရှင်မျိုးကွဲပေါင်း200နီးပါးလောက်ရရှိထားပါပြီ။နေတိုးနိုင်ငံအမျိုးမျိုးကနေလီယိုဘတ်တူမျိုးကွဲတရာစီ၊အမေရိကန်ပြည်ထောင်စုကနေ M1 Abrams တင်က32စီ၊လီတူရေးနီးယားကနေဆိုဗီယက်ခေတ်ထုတ် M113 မျိုးကွဲ300စီ၊အမေရိကန်ကနေ Brandley M2 M3 190လောက်ရထားပါပြီ။စပါတန်ရင်အုပ်စုကဟာကနန်းအဖြစ် တက်မကြီးတွေအများကြီးကိုပေးထားနိုင်တဲ့အထိများပြားပါတယ်။ယူကရိန်းတပ်တွေဟာ251မြေပြင်ကာကွယ်ရေးဗျူဟာ120မြေပြင်ကာကွယ်ရေးဗျူဟာနဲ့60မက်ဂနိုက်တက်မကြီးရဲ့တက်ခွဲတချို့ကိုစပါတန်စစ်စင်ရေးတွေပေါ်မှာအခြေခံပြီးဖွဲ့စည်းထားပါတယ်။ဒီတက်ခွဲရီဟာရင်ရဲ့ရွေးချားနိုင်ကြတဲ့တဲယူပုတ်ဆောင်ရီပြူဟာရီကိုအတုံးချတဲ့အထူးပြုတိုက်နီးပြူဟာရီဒက်ပလော့အောင်လှုပ်ဆောင်ထားကြပါသည် ယူကရိန်းဟာဗြိတိန်ကတမုံမရှိဘူးလို့ယူဆထားတဲ့နှစ်ပေါင်း90တပ်တန်းရှိရင်းတွေရဲ့ဒီရလက်တွေရနိုင်မယ်ဆိုရင်နေတိုးကတကယ်ခင်မိရဲ့လို့သတ်မှတ်ထားတဲ့ပြည်စည်းကိရိယာရင်းနဲ့ဆိုရင်ဘလောက်တိုင်းတာထိရအောင်စွမ်းဆောင်နိုင်မလဲဆိုတာစဉ်းစားကြပါပဲ။စပါတန်ကိုအစားထုတ်ခဲ့တဲ့ဗြိတိန်ရဲ့ဖန်တာရင်းတွေအပြင်ဗြိတိန်တို့မကြာသေးခင်ကမှရက်စဲလိုက်တဲ့ Trent Warrior Infantry Flighting Vehicle တွေကိုယူကရိန်းရယူခြင်းနဲ့လို့ကမ်းလှမ်းထားတာမျိုးမရှိသေးပါဘူး။စွမ်းရည်ပုံပုံမြင့်ပါတဲ့ Agent Reconnaissance Vehicle ဆိုရင် Britain ကလုံးဝပေးမှာမဟုတ်ပါဘူး Britain အနေနဲ့ခင်ဟောင်းစစ်ပတ်ရေးရာရင်တွေကိုသာပေးရတဲ့အကြောင်းရင်းကတော့နိုင်ငံရေးအနေနဲ့စီမံခန့်ခွဲမှုကြောင့်ပါလီတိုးနိုင်ငံတွေဟာအစင်းမြစ်စနစ်တွေကိုထောက်ပံ့ပေးလိုက်ရင်ထိုစစ်လက်နက်ပစ္စည်းတွေရန်သူလက်ထဲကျရောက်သွားနိုင်မှာ။ဂျိုကလျှဝန်းဒီပညာတွေကိုရန်သူတွေရသွားမှကြောက်ကြလို့ပါပဲ။နောက်ထပ်အကြောင်းရင်းတစ်ခုကတော့လေးကျင်ရှုပ်ထွေးမှုပါပဲ။ခင်မီရှင်တွေဟာ၄-၅လလောက်ကြာတဲ့လေးကျင်ရင်ပြီးလိုအပ်ပါ යි ။ နောက်ဆုံးအနေနဲ့ထိမ့်သိမ်းဖို့အခြေခံအဆောက်အအုံကြောင့်လည်းဖြစ်ပါယခေတ်သစ်ရှင်တွေအတွက်အထူးပြုပြင်မှုတွေနဲ့အစိပ်ပိုင်းတွေလိုအပ်ပြီးယူကရိန်းမှာဒါရီမရှိသလိုရအောင်လည်းမလုပ်နိုင်ပါဘူးအကူအညီပေးမှုတချို့ဟာယူကရိန်းဘက်ကိုစစ်ရေးအားသာချက်များသွားစီနိုင်ပြီးရုရှားတနိုင်ငံလုံးကိုချိန်ချောင်းနေရလို့ရုရှားအနေနဲ့ထင်သွားနိုင်ပါယဒီလိုမျိုးဆိုရင်ရုရှားဟာစစ်ပွဲကိုအရှိန်မြင့်တင်ပြီးယူကရိန်းကိုနျူကလ িয়ার လက်နက်တွေအပါအဝင်နှီးဖြူဟာမြောက်လက်နက်တွေသုံးနိုင်ပါယ ပူတင်ဟာအရင်ကတည်းကတာဝေးပြစ်တုံးကြီးတွေတင့်ကားတွေနဲ့လေရင်တွေရဲ့လွဲပြောင်းမှုတွေကိုတားဆီးဖို့စူးစမ်းခဲ့ပူပါရဲ့ ဘာတန်ရဲ့အောင်မြင်မှုကယူကရိန်းတပ်တွေဟာအနောက်တိုင်းပစ္စည်းကုရီးယားတွေကိုလိုင်းရောညီတွေဖြစ်အောင်လှုပ်ရှားပိုင်ကျန်းထိမ့်သိမ်းမှုစိန်ခေါ်ချက်တွေအတွက်ချက်ချင်းဖြည့်ရှင်သည့်ရှာနိုင်စွမ်းနဲ့စနစ်ရဲ့အားသာချက်တွေကိုအများဆုံးအသုံးချပြီးအားနည်းချက်တွေကိုအ ਨੇ ဆုံးဖြောင်းလုပ်နိုင်တဲ့ဒီပြူဟာဖွံ့ဖြိုးအောင်လုပ်နိုင်စွမ်းရှိရာကိုတည်တည်ပြခဲ့ပါပြီ။ရုရှားဟာစစ်တုံးပစ္စည်းကုရီးယား2000ကျော်ဆုံးရှုံးခဲ့ရပါပြီ။အိုရဲရဲ့အတီးပြွတ်ချက်တွေအရစစ်ပွဲစတင်ခဲ့ကရုရှားဟာစစ်တုံးပစ္စည်းကုရီးယား 23000ကျော်ဆုံးရှုံးခဲ့ရပါတယ်။အဲဒီထဲမှာစေစုနှစ်တွေချီပြီးစုဆောင်းထားခဲ့တဲ့တန်ကြပ်ကားကြီး13500လောက်ပါဝင်ပါတယ်။ရုရှားရဲ့လက်ရှိထုတ်လုပ်နိုင်စွမ်းကတော့တစ်နှစ်ကို T90M တင်က250နဲ့ BMB3 ရှင်းလင်းတပ်ဖွဲ့ရင်80ကနေ100အထိပဲရှိပါတယ်။ဒါဟာဆုံးရှုံးမှုကိုအစားထိုးဖို့အတွက်အရန်ကုန်နေနေပါတယ်။ဒါကြောင့်နိုင်ငံအနေနဲ့တူလောင်ယုံတွေကနေ ခေဟောင်းဆက်ပစ္စည်းကရိယာတွေကိုတဖြည်းဖြည်းသုံးစွဲလာရပါတယ်။ 1960ပြည့်လွန်နှစ်က T62 တွေကိုသုံးလာရပြီးတချို့သတင်းတွေအရဆိုရင်ဒုတိယကမ္ဘာစစ်ခေတ်က T34 တွေတောင်ယူကရိန်းစီကိုသွားနေရဲ့ရထားတွေပေါ်မှာတွေ့ရတယ်လို့ဆိုပါတယ်။နေတိုးရဲ့ထုတ်လွှင့်ရေးစွမ်းရည်ဟာရုရှားထက်အစပေါင်းများစွာတာလုံနေပါတယ်။ပိုလန်စစ်ဘက်ရေးတုံးတက်သူတယောက်ရဲ့အဆိုအရအမေရိကန်ပြည်ထောင်စုဟာ1989ကနေ1993ခုနှစ်အတွင်း ် M1 Iran တင်ကား1800ကျော်ထွက်လုပ်ခဲ့ပြီးထောင်နေရှိတဲ့တင်ကားတွေကိုတုံလောင်ထားကနှစ်စဉ်အသစ်135စီလောက်ထွက်လုပ်နေပါတယ်။ဂျာမနီက Leo ပတ်တူးတင်ကား3000ကျော်၊ Britain က Challenger တင်ကား900နီးပါး၊ပြင်သစ်က Leclerc တင်ကား400ကျော်ထွက်လုပ်ခဲ့ပါတယ်။ဒါရီအလုံးဟာခင့်မိတဲ့အဓိကတိုက်ခိုက်ရင်တင်ကားတွေဖြစ်ပြီးကွန်ပိုစစ်တန်ချက်က120မီလီမီတာစပူတာဘောခံတော့အစစ်မြစ်ထိန်းချုပ်ပြစ်ခတ်ရေးစနစ်နဲ့ရှုပ်ထွေးရဲ့ကာကွယ်ရေးစနစ်တွေပါဝင်ပါတယ်။ နေတိုးနိုင်ငံတွေဟာသူတို့ရဲ့အတုံးမပြူတော့တဲ့တင်ကားတွေက30ရာခိုင်နှုန်းလောက်ကိုပဲယူကရိန်းကိုတွဲပြောင်းပေးမယ်ဆိုရင်စစ်ပွဲတွေကို MPD တင်ကားတထောင်ကျော်ဝင်ရောက်လာမှာဖြစ်ပါတယ်။နေတိုးမှာပစ္စည်းကရိယာတွေရှိပါတယ်။ဒါပေမဲ့ပေးလို့မရတဲ့အကြောင်းရင်းတွေကလည်းတော်တော်ကိုများပါတယ်။စပါတန်လိုအနောက်တိုင်းကအမိုက်တတလိုတတ်မှတ်ထားတဲ့ပစ္စည်းတွေတောင် တင်းတော်ရဲ့နေရာမှာအတုံးချမင်းဆိုရင်ရုရှား၏ခင်မီစနစ်တွေထက်တာလုံနိုင်ကြောင်းပြသနေပါတယ်။ယူကရိန်းစစ်သားတွေနဲ့အင်ဂျင်နီယာတွေဟာစစ်ရေးအတွေ့အကြုံအရှိဆုံးရုရှားထက်စွမ်းရည်တာလုံနေရာမဟုတ်ပါဘူး။ဒါပေမဲ့ခင်းနောက်ကြားရေးရှင်တွေအပေါ်မှာတော့ပုံမှန်မြင့်မာတဲ့စွမ်းရည်တွေကိုထုတ်လုပ်ပေးနိုင်ပါတယ်။နီးပြူဟာကြားတဲ့အတုံးချမှုနဲ့စပါတန်ရဲ့အောင်မြင်မှုဟာယူကရိန်းပြုပြင်မှုတွေနဲ့အထူးအင်ဂျင်နီယာဆိုင်ရာရွေးချယ်မှုတွေပေါ်မှာမူတည်နေပါတယ်။ Andrew Brownie စစ်တပ်နဲ့ဟာခြေလင်တပ်ဖွဲ့ပေါ်ပါရင်ရင်တွေနဲ့ခိုင်ခန့်တဲ့နေရာတွေကိုတိုက်ခိုက်ရမှာကြီးမားရဲ့ fire power ကိုပေးစွမ်းမိုက်သူရဲ့ပြစ်ခတ်နိုင်တဲ့အကွာအဝေးဟာတမိုင်ထက်ပိုပြီးမိုးရင်း9.6မီလီမီတာကန်နွန်နဲ့မတိုက်ခိုက်နိုင်တဲ့ပြစ်မှတ်တွေကိုခြေမုံသွားချနိုင်မိုက် MK90 Grenade Launcher ကတော့ဒီစွမ်းရည်ကို1.3ခွန်မိုက်အထိ ုံမတို့ချက်ပေးပြီးရန်သူနေရာတွေကိုချိန်မောင်းနိုင်ပြီးတန်ချက်ကားရင်တွေကိုဖျက်ဆီးနိုင်စေပါတယ်။ဒါပေမဲ့ဒီလက်နက်တွေမှာကြီးမားတဲ့အာနေချက်တစ်ခုရှိပါတယ်။မူရင်း N37A1 ကရင်အတွင်းကနေပဲပြန်လို့ရပေမဲ့ M2 နဲ့ MK90 ကြတော့တင့်ကားအပြင်ကိုထွက်ပြီးပြရတဲ့အထက်အနေရပုံများပါတယ်။ Ukraine အဖွဲ့တွေကဒီပြဿနာကိုဖြေရှင်းဖို့တံပြားရီနဲ့ကဟေဆော်ပြီးယာယီတန်ချက်ကားတွေတက်ဆင်လိုက်ကြပါတယ်။ဒါရီကတနက်ကြည်စံတွေနဲ့ကြည်စရီကနေကောက်ွယ်ပေးနိုင်ပါတယ်။ ရင်းတွေကိုခင်မီဆက်သွယ်ရေးစနစ်တွေလည်းတက်ဆင်ပေးထားပါပြီ။စပါတန်အချို့မှာ Herald Radio တွေတက်ထားပြီး Ukraine Commander ကွန်ရက်တွေနဲ့ချိတ်ဆက်ကရုံးပေါင်းသူတွေနဲ့ပေါင်းစပ်တိုက်ခိုက်နိုင်သွားစေပါပြီ။တဟာမူရင်းရှင်ရဲ့ကြီးမားတဲ့ကန့်တက်ချက်တစ်ခုကိုဖြည့်ရှင်ပေးလိုက်တာပါ။1980ပြည့်လွန်နှစ်တွေက Radio စနစ်တွေဟာခင်မီ Encryption ဆက်သွယ်ရေးစနစ်တွေနဲ့လုံးဝမကိုက်ညီတော့ပါဘူး။ပန်တာကိုတင်ကားဖြတ်လက်နက်အဖြစ်ဒီဇိုင်းမဆွဲထားပေမဲ့ယူကရိန်းတပ်တွေကသူ့ရဲ့ပစ်ကူပေးနိုင်တဲ့စွမ်းရည်ကိုသတိထားမိကြပါသေးတယ်။ ရင်အချို့မှာ laser ray fighter နဲ့အစစ်မြစ်တင်ထားတဲ့ optical sight တွေတက်ဆင်ပေးထားတာမို့ပုံဝေးတဲ့အကွာဝေးမှာတီးကြတဲ့ပြစ်ခတ်နိုင်မှုတွေလုပ်နိုင်ပါတယ်။တိတ်ဆိတ်စွာလဲပတ်နိုင်မှုနဲ့အင်ဂျင်ကနေတမဲ signature shot ချတာတွေပေါင်းဆက်သွားတဲ့အခါပါတန်ဟာရှုပ်ထွေးရဲ့ anti-surveillance စနစ်တွေမပါရှိပေမဲ့ထင်မှတ်မထားတဲ့ကိုပြောက်ဆန်းရည်တီရရှိလာပါတယ်။ တာမဲ optic တွေနဲ့အတန်အာယုံခံကရိယာတွေလွှမ်းမိုးနေတဲ့ပတ်ဝန်းကျင်မှာတိတ်ဆိတ်စွာလှုပ်ရှားနိုင်တာဟာမရှင်တွေအတွက်အလွန်အရေးကြီးတဲ့အားသာချက်တွေပေးပါယ်။ဘာတန်ဟာစက်ပစ္စည်းအရာရိုးရှင်းတာကယူကရိန်းအဖွဲ့တွေဟာပြုပြင်ထိန်းသိမ်းမှုအများစုကိုစစ်မြေပြင်အခြေအနေမှာတင်ပြုတ်လုစီနိုင်ပါယ်။ Trump ပြတ်သွားရင်တော့သူတို့ကအစားထိုးလိုက်တယ်။အင်ဂျင်အပူလွန်ကဲသွားရင်ကောလတ်ပိုက်တွေကိုလဲလိုက်ပါယ်။ဒီရင်ဟာအထူးရှာဖွေရေးကွန်ပျူတာတွေဒါမှမဟုတ်ရှာပိုင်လျက်စစ်အစိပ်ပိုင်းတွေမလို့အပေါင်း ဘရန်ဒလီမှာရှော့ထွေးရဲ့တာပွန်ရှက်ဒီဇယ်အင်ဂျင်အော်တိုမက်တစ်ထရီမရှင်းဒီဂျစ်တယ်ဖိုင်ယာကွန်ထရိုးစနစ်နဲ့စစ်မြေပြင်စီမံခန့်ခွဲမှုကွန်ပျူတာတွေပါဝင်နေပါတယ်။ဘရန်ဒလီဒီဇီယူကရိန်းမှာပြတ်သွားရင်သူနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေအပြင်လေ့ကျင့်ထားတဲ့ကျွမ်းကျင်သူတွေရှိတဲ့ထိမ့်သိမ်းနေရာကိုပို့ဆောင်ဖို့လိုအပ်ပါတယ်။ဒီအားသာချက်ဟာအချိန်ကြာလာနဲ့အမျှပုံမိုတည်တာလာပါတယ်။ လာပေါင်းများစွာစစ်စင်ရေးကြပြီးတဲ့အခါ Brandley အုပ်စုရဲ့စစ်စင်နိုင်မှုနှုန်းဟာစစ်မြေပြင်မှာမပြင်းစင်နိုင်တဲ့ပျက်စီးမှုငယ်လေးတွေစုပြုံလာနေအမျှကြဆင်းလာတတ်ပါတယ်။ Spartan အုပ်စုကတော့ပြဿနာတွေကိုချက်ချင်းကင်တွယ်ဖြေရှင်းနိုင်တဲ့အတွက်ပုံမှန်မြင့်မာတဲ့စစ်စင်နှုန်းကိုထိန်းသိမ်းထားနိုင်ပါတယ်။အနောက်တိုင်းစစ်တပ်တွေဟာနီးပညာအမြောက်များပါဝင်တဲ့စစ်လက်နက်တွေကိုအများအပြားပိုင်ဆိုင်လုပ်ခဲ့ကြပါတယ်။နီးပညာအသားကြီးရမှုဟာအပြတ်အသတ်အားသာချက်ပေးမယ်လို့ယူဆခဲ့ကြတာပါ။ ဒီလိုအတွေးအခေါ်မျိုးကြောင့် F35 အစ်စ်လေယာဉ်လိုစနစ်တွေပေါ်ထွက်လာပါတယ်။လေယာဉ်တစ်စီးကိုဒေါ်လာတန်တရာဈမောတိုက်ဖြတ်ရေးတင်မောဆိုရင်တင်မောတစ်စီးကိုဒေါ်လာ9.5ဘီလီယံကုန်ကျခံပြီးတော့လက်တွေ့အသုံးချနိုင်တဲ့ယာဉ်တစ်စီးမှမထုတ်နိုင်ခဲ့ပေဖြတ်သိမ်းလိုက်ရပါတယ်။ အစင်းမြင့်ဤပညာဟာတိုက်ခိုက်ရေးစွမ်းရည်ကိုအစပေါင်းများစွာမြင့်တင်ပေးနိုင်တာမို့အကောင်းဆုံးစနစ်တွေကိုရင်းနှီးမြှုပ်နှံတာဟာအကောင်းဆုံးစစ်မှုထံစွမ်းရည်ကိုဖြစ်ထွန်းစေပါတယ်။ဒါပေမဲ့ယူကရိန်းရဲ့အထွေထွေအရပြင်းထန်တဲ့သမတ်ရိုးကြစစ်ပွဲတွေမှာအဲဒီဆာအိုတဲကတီအိုဟီလီဟာအလုံးမလုံးတော့ဘူးဆိုတာကိုညွှန်ပြနေပါတယ်။ပြဿနာကအစင်းမြင့်စနစ်တွေမှာစွမ်းဆောင်ရည်မရှိလို့မဟုတ်ပါဘူး။ randomly ဟာ spartan ထက်နေရာတိုင်းမှာစွမ်းရည်ပုံပုံမြင့်လာတာကိုညင်လို့မရပါဘူး။ ပြည်ထနာကအစီအမင်းစနစ်တွေကိုဆုံးရှုံးမှုနှောင်မြင်မာတဲ့အခါပြန်လည်ထုတ်လုပ်ဖို့ထိမ့်သိမ့်ဖို့နဲ့တက်ဆင်ဖို့မဖြစ်နိုင်ပါဘူး။ဥပမာ Brandly Disease ကိုဒေါ်လာ၄သသမ35တန်ကျသင့်မယ်ဆိုပါစို့။ Repurpose Sparta Disease ကိုဒေါ်လာ9000ကျသင့်မယ်ဆိုရင် Brandly Disease ဆိုရင် Spartan 89ကျည်ဝင်နိုင်ပါတယ်။ Brandly ရင် Disease ချင်းစီရဲ့ဆွဲရည်ဟာ Spartan ထက်3ဆလောက်ပိုမြင့်နေဆိုရင်တော့ Spartan ဟာစစ်စင်ရေးအတွက်အသုံးပြုနိုင်တဲ့ရင်းအရေးအတွက်22ဆပိုများနေပါတယ်။ ဈေးပိုတက်တာရင်းရှင်ဟာပိုပြီးများစွာအတုံးဝင်ကတကယ်စစ်မြေပြင်အခြေအနေတွေမှာပိုအတုံးတွေပါယူကရိန်းတပ်မတွေဟာဘရန်တလီတူလာမို့အကန့်အသတ်ရှိရတဲ့အတွက်လက်မခံနိုင်စရာအနေအမြားရဲ့မရှင်တွေမှစပန်တန်ရီကိုဆေးလွတ်နိုင်ပါရင်တစည်းချင်းစီရင်စွန့်ရည်ထက်စစ်ကိုရောက်ရှိနိုင်မှုကပုံအရေးကြီးတဲ့ရှီတန်းနေရာတွေမှာစပန်တန်ရီကိုထားရှိနိုင်ပါဒါကြောင့်အနောက်တိုင်းစစ်တပ်တွေဟာရှင်တန်းနိုင်စွမ်းထိမ့်သိမ့်နိုင်စွမ်းနဲ့အရေးအတွက်ကိုစတေးပြီးတစည်းချင်းစွမ်းဆောင်ရေးပေါ်မှာပဲ အလွန်အမင်းမိခိုနေမိရဲ့လို့ဆိုနိုင်ပါ යි ဒီပညာအားနည်းတဲ့သူတွေကိုနှိမ်နင်းတာမျိုးဆိုရင်ဒါဟာပြဿနာမရှိပါဘူးကိုဘကပစ္စည်းနဲ့လူအင်အားဆုံးရှုံးမှုနဲ့နဲ့ရန်သူကိုရှင်းထုတ်နိုင်တဲ့အခါအကောင်းဆုံးရှင်တွေကိုပိုင်ဆိုင်တာဟာဝေကြီးကုန်ကြရာကျုံနဲ့စီပါ යි ဒါပေမဲ့ဤပညာအဆင့်တန်းညီမြပြီးခင်မီလက်နက်တွေပိုင်ဆိုင်တဲ့ရန်သူတွေနဲ့ရန်ဆိုင်ရတဲ့အခါမှာတော့စွမ်းဆောင်ရည်မြင့်ဖို့ထက်အရေးအတွက်ကပိုရေးပါလာနိုင်ပါ යි ပါတန်ရဲ့ဇလန်ကယူကရိန်းစစ်ပွဲဟာနောက်ဆုံးပေါ်စစ်လက်နက်ပစ္စည်းတွေရဲ့တာလွန်မှုနဲ့ရလက်ဆုံးပြတ်တဲ့တိုက်ပွဲမျိုးမဟုတ်ဘူးဆိုတဲ့အချက်ကိုပို့ပြီးခိုင်မာစေပါတဟာ nutritional struggle လို့ရုံးကန်ရရဲ့စစ်ပွဲတစ်ခုပါဒီ Ukraine Russia စစ်ပွဲရဲ့အနိုင်ကိုဘယ်အရာကဆုံးဖြတ်နိုင်မလဲဆိုရင်ရေရှည်ခံနိုင်မှုလက်ရောညီတွေပြန်လုပ်နိုင်မှုနဲ့စိတ်သက်ပါပဲ